AI ခက်မှာနောက်အလုပ်တစ်ခုဘယ်လိုရှာမလဲဒီကနေ့ခေတ်အလုပ်ရှာဖွေမှုကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကနဲ့လုံးဝကိုမတူတော့ပါဘူးအလုပ်ခံထားမှုနှုန်းတွေကျဆင်းနေပြီးအလုပ်လက်မဲ့ဖြစ်တဲ့ကာလတွေပိုရှည်လာပါတယ်ဒါအပြင်အလုပ်ခန့်အပ်သူတွေရဲ့ invoice တွေက AI ကနေထုတ်လုပ်ထားတဲ့ကိုယ်ရေးအချက်အလက်အချင်းချင်း resume နေနဲ့ပြည့်နှက်နေတာကြောင့်တကယ်အရေးချင်းရှိတဲ့ကိုယ်စလဲလောင်းတွေတော့မှအများစုကြားထဲမှာမြုပ်သွားတတ်ပါတယ် ဒီလိုစိန်ခေါ်မှုတွေများပြားနေတဲ့အခြေအနေမှာအလောက်ရှာဖွေသူတွေအနေနဲ့မိမိရဲ့နီလန်ဟောင်းတွေကိုပြန်လည်သုံးသပ်ဖို့လိုအပ်နေပါပြီ။ဒီဆောင်မမှာတော့ AI ကိုစိန်ခေါ်မှုတစ်ခုအနေနဲ့ပဲမကြည့်ပဲတင့်ရဲ့အလောက်ရှာဖွေရေးအတွက်အကောင်းဆုံးလက်နက်တစ်ခုအနေနဲ့ဘလို့အသုံးချရမလဲဆိုတာနဲ့ AI မလုံနိုင်တဲ့လူသားဆန်တဲ့အရေးအချင်းတွေကိုဘလို့မွေးမြူရမလဲဆိုတာတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1 AI ကိုအသုံးချပြီးအလောက်ရှောက်လာကို အစစ်မြင်တင်တာ။ AI ကတင်းရဲ့အလုတ်လျှောက်လာကိုပိုပြီးဆွဲဆောင်မှုရှိအောင်ရေးသားရမှာ အလွန်အသုံးဝင်တဲ့ကရိယာတစ်ခုဖြစ်ပါတယ်။ကိုကြီးအချက်လက်အချင်းချုပ် Resume ကိုစနစ်တကျပြင်ဆင်တာ။တင်းလျှောက်ထားတဲ့ယာရုတစ်ခုစီအတွက်တင်းရဲ့ကိုကြီးအချက်လက်အချင်းချုပ်ကိုပြန်လည်ပြင်ဆင်ဖို့ AI ကို အသုံးပြုနိုင်ပါတယ်။ AI ကို Marketing Manager ယာရုအတွက်အသင့်တော်ဆုံးစကားလုံးတွေ Keyword ကို ရှာပေးပါ လို့ပြောပြီးအဲ့ဒီစကားလုံးတွေကိုတင့်ရဲ့ကိုရေးအချင်းချုပ်ထဲမှာထည့်သွင်းနိုင်ပါတယ်။တင့်ရဲ့အတွေ့အကြုံနဲ့တာဝန်တွေကိုအလုတ်ဖော်ပြချက်နဲ့အံဝင်တွင်ကြဖြစ်အောင်ရေးသားပေးဖို့လေ AI ကို အကူအညီတောင်းနိုင်ပါတယ်။ဒါပေမဲ့ AI ကနေထွက်လာတဲ့စာသားတွေကိုတမ်းပြီးကူးယူတာမျိုးမဟုတ်ပဲတင့်ရဲ့ကိုပိုင်းအချက်အလက်တွေနဲ့ပေါင်းစပ်ပြီးပုံမူပြည့်စုံအောင် ပြန်လည်စစ်ဆေးဖို့ကတော့အရေးကြီးပါတယ်။ဆွဲဆောင်မှုရှိတဲ့ကာဗလာတာရေးသားတာ ကာဗလက်တာဆိုတာကိုရီးအချင်းချုပ်မှာမပါဝင်တဲ့တင့်ရဲ့ထူးခြားတဲ့အကြောင်းအရာတွေကိုအချင်းချုပ်ဖော်ပြရတဲ့စာတစ်စောင်ပါ AI ကသင်ရဲ့အတွေ့အကြုံနဲ့ကုမ္ပဏီရဲ့လိုအပ်ချက်တွေကိုပေါင်းစပ်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အဖွင့်စာပိုက်တွေအလဲပိုင်းစာပိုက်တွေနဲ့အဆုံးသက်စာပိုက်တွေကိုရေးသားပေးနိုင်ပါတယ်။ဒါကအချိန်ကုန်တက်တာစေရုံသာမကသင်ကိုအင်တာဗျူးခေါ်ယူဖို့လှုံ့ဆော်နိုင်မဲ့စာသားကောင်းတွေကိုလည်းရရှိစေမှာပါ။နံပါတ်1 AI ထက်သားလုံးနဲ့လူသားဆန်တဲ့အရေးချင်းတွေကိုမွေးမြူတာ AI က data အမြောင်အများကိုလှည့်မြန်စွာစီမံခန့်ခွဲနိုင်ပေမဲ့လူသားဆန်တဲ့အရေးချင်းတွေကိုတော့အစားထိုးနိုင်စွာမရှိပါဘူး။ဒါကြောင့်သင်ရဲ့အလုပ်ခင်မှာအောင်မြင်မှုအတွက်ဒီအရေးချင်းတွေကိုပို့ပြီးတံမိုးထားလာပါပြီ။ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်မှု critical thinking AI ကရှိပြီးသားအချက်အလက်တွေပေါ်မှာအခြေခံပြီးတုံ့ပြန်ပေမဲ့ ပြဿနာတစ်ခုကိုဗတ်ပေါင်းစုံကနေဝေဖန်ပိုင်းခြားပြီးအပြေရှာနိုင်စွမ်းကတော့လူသားတွေရဲ့ထူးခြားတဲ့စွမ်းရည်ဖြစ်ပါတယ်။စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည် emotional intelligence လောက်ဖို့ဂိုင်ဘက်တွေ ဖောက်သည်တွေနဲ့ဆက်ဆံရမှာစာနာစိတ်နားလည်မှုနဲ့ဆက်ဆံရေးကောင်းမွန်အောင်ထိန်းသိမ်းနိုင်မှုကအဖွဲ့အစည်းတစ်ခုအတွက်အလွန်အရေးကြီးပါတယ်။ AI ကတော့ဒီလိုလူမှုရေးအရေးအချင်းမျိုးကို ပိုင်ဆိုင်နိုင်ခြင်းမရှိပါဘူး။တီထွင်ဖန်တီးနိုင်မှု creativity အနုပညာနယ်ပယ်မှာ AI ကတီထွင်ဖန်တီးမှုတွေပြုလုပ်နိုင်ပေမဲ့လုပ်ငန်းခွင်မှာကြုံတွေ့ရတဲ့ရှုပ်ထွေးတဲ့ပြဿနာတွေကိုထူးခြားတဲ့စမ်းသပ်တဲ့နည်းလမ်းတွေနဲ့ဖြေရှင်းပေးနိုင်တာကတော့လူသားတွေရဲ့စမ်းဆောင်ရည်ပဲဖြစ်ပါတယ်။ဒီရည်ချင်းတွေကိုအင်တာဗျူးတွေမှာ star saturation tag action result နည်းလမ်းကိုအသုံးပြုပြီးထိထိရောက်ရောက်ဖော်ပြနိုင်အောင်လေ့ကျင့်ပါ။ တဲ့အခက်ခဲကိုဘလို့ကြိုက်တွေခဲ့လဲဘလို့လှုပ်ဆောင်ခဲ့လဲဆိုတာတွေကို ရှင်းလင်းစွာပြောပြနိုင်ဖို့အလွန်အရေးကြီးပါတယ်။နံပါတ်3အလောက်ရှာဖွေမှုနီလန်းအသည်များလူတိုင်းတွားရောက်လျှောက်ထားကြတဲ့ LinkedIn လိုမျိုးအကြီးစားအလောက်ကိုင်း website တွေအပြင်တင်အတွက်ပိုကောင်းတဲ့အခွင့်အလမ်းတွေကိုပေးနိုင်တဲ့နီလန်းတွေလည်းရှိပါသေးတယ်။တိတဲ့အလောက်ကိုင်း website များ niche job တင်လုပ်ငန်းနဲ့ပင်တဲ့သက်ဆိုင်တဲ့တိတဲ့ website တွေကိုအသုံးပြုပါ။ ဥပမာနီးပညာနယ်ပယ်အတွက် welfare အဝေးမှအလုံးလုံးလူများအတွက် fledge စသဖြင့်အထူးပြု website တွေမှာရှောက်ထားခြင်းကအရေးအချင်းမပြည့်မီသူတွေရဲ့ရှောက်လွှာအများအပြားကြားထဲမှာတင့်ကိုတင်ပို့ပြီးပေါ်လွင်စေနိုင်ပါတယ်။ company တွေကိုဓာတ်ရိုက်ဆက်သွယ်တာတင်စိတ်ဝင်စားတဲ့ company တွေကိုဓာတ်ရိုက်ဆက်သွယ်ပြီးအလုံးလျှောက်လာပို့တာမျိုးလုပ်နိုင်ပါတယ်။ AI ကိုအသုံးပြုပြီးကုမ္ပဏီရဲ့တည်ထောင်သူတွေဒါမှမဟုတ်အလောက်ခန့်အမှုမှာတာဝန်ရှိသူတွေရဲ့ LinkedIn profile တွေကိုရှာဖွေနိုင်ပြီးတင့်ကိုတင်မိတ်ဆက်တဲ့ message တူတူလေးတွေရေးသားနိုင်ပါတယ်။ဒီလိုတိုက်ရိုက်ချင်းကပ်မှုကလည်းမမြုံလင့်တဲ့အခွင့်အလမ်းကောင်းတွေပေါ်ထွက်လာနိုင်ပါတယ်။ AI ကိုကိုယ်ပိုင် interview နည်းပြအဖြစ်အသုံးပြုတာ interview အတွက်ကြိုတင်ပြင်ဆင်ရမှာ AI ကိုအသုံးချနိုင်ပါတယ်။ သင်ရဲ့အလုပ်နယ်ပယ်နဲ့သက်ဆိုင်တဲ့အင်တာဗျူးမိကွန်းတွေကိုမေးခိုင်းပြီးအဖြေတွေကို သုံးသပ်ခိုင်းနိုင်ပါတယ်။ဥပမာကျွန်ုပ်ဒီ marketing assistant ရာထူးအတွက်အင်တာဗျူးဖြေဆိုရန်လေ့ကျင့်ကြပါသည်။အမေးများသည့်အင်တာဗျူးမိကွန်းများမေးပြပါလို့ပြောပြီးအလေးအကျင့်လုပ်နိုင်ပါတယ်။ဒါပေမဲ့သင်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေအိမ်လိပ်စာတွေနဲ့ကိုယ်ရေးအချက်အလက်လှုပ်ဝှက်ချက်တွေ personal identifiable information တွေကိုတော့မပေးမိဖို့တတိထားရပါမယ်။နံပါတ်၄ အလောက်အကိုင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် AI ကိုလက်ခံအသုံးပြုခြင်းအလောက်ရှာဖွေနေတဲ့ကာလမှာနေမှာပဲအလောက်ရပြီးတဲ့နောက်မှာလေ AI ကတဲ့ရဲ့လုပ်ငန်းခွင်တိုးတက်မှုအတွက်မရှိမဖြစ်လိုလာပါပြီ AI ကျွမ်းကျင်မှု AI literacy ကိုမြင့်တင်တာတဲ့ရဲ့လုပ်ငန်းတွေပဲဘာပဲဖြစ်နေပါစေ AI ကရိယာတွေကိုဘလို့အသုံးပြုရမယ်ဆိုတာကို လေ့လာထားဖို့အရေးကြီးပါတယ် Google, Microsoft နဲ့ open ai တို့လိုနည်းပညာကုမ္ပဏီတွေကနေပေးတဲ့ ai မိတ်ဆက်ဒါမှမဟုတ် ai ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်တွေရယူထားခြင်းက အလုပ်ရှင်တွေအတွက်တင့်ကိုပိုမိုဆွမ်းဆောင်မှုရှိစေမှာဖြစ်ပါတယ်။ကျွမ်းကျင်မှုအသစ်များ app scaling rescaling ကိုလေ့လာတာ AI နည်းပညာတွေလျင်မြန်စွာပြောင်းလဲလာတာနဲ့အမျှတင့်လုပ်ငန်းနယ်ပယ်မှာဘလို့ကျွမ်းကျင်မှုတွေကအနာဂတ်အတွက်လိုအပ်မလဲဆိုတာကိုခံမှန်းပြီးကြိုတင်လေ့လာထားပါ။ Coursera နဲ့ XA Store လို platform တွေမှာ AI နဲ့ပတ်သက်တဲ့သင်တန်းတွေကိုတက်ရောက်နိုင်ပါတယ်။အနည်းချုပ်ဆိုရရင် AI ကအလောက်ရှာဖွေသူတွေအတွက်စိန်ခေါ်မှုတွေဖန်တီးပေးနေတယ်လို့ပဲအခွင့်အလမ်းကောင်းတွေကိုလည်းပေးစွမ်းနေပါတယ်။အောင်မြင်မှုရတော့ချက်ကတော့ AI ကိုတင့်ရဲ့ပြိုင်ဘက်အဖြစ်မဟုတ်ဘဲတင့်ရဲ့အဖော်အဖြစ်လက်ခံအသုံးပြုတတ်ဖို့ပဲဖြစ်ပါတယ်။ AI ကရိယာတွေကိုအသိဉာဏ်ရှိရှိအသုံးချပြီးလူသားတွေရဲ့ထူးခြားတဲ့အရေးအချင်းတွေကိုပေါင်းစပ်နိုင်မယ်ဆိုရင်သင်အလိုရှိတဲ့အလုပ်ကိုရှာဖွေနိုင်မှာသိကြပါရစေ။အခုအချိန်ကစိတ်လှုပ်ရှားစရာကောင်းတဲ့အပြောင်းလဲကာလတစ်ခုဖြစ်ပြီးဒီအပြောင်းလဲအတွက်ပြင်ဆင်ထားသူတွေအတွက်တော့အခွင့်အလမ်းတွေအများအများပေါ်ထွက်လာမှာပဲဖြစ်ပါရစေ။အခုပြပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ AI ခေတ်မှာနောက်အလုပ်တစ်ခုဘယ်လိုရှာမလဲဆိုတဲ့ခေါင်းစဉ်နဲ့အကြောင်းအရာလေးပဲဖြစ်ပါရစေ။ နောက်ထပ်လည်းဘလို့စိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးရေးပေးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်